်သင်တတိထားမိမှာပါလွန်ခဲ့တဲ့10နဲ့15နှစ်လောက်ကဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအမားရွေးနေကိုခွင့်လွှတ်ပေးခဲ့ပါတယ်ညဘက်တငယ်ချင်းတွေနဲ့အဝစားခဲ့ရင်တောင်နောက်တနေ့ညစာတနက်လောက်ရှော့စားလိုက်ရုံနဲ့ဘိုက်ကချက်ချင်းပြန်ချက်သွားတာပဲအဲ့ဒီတုန်းကဝေးကြဖို့ဆိုတာကျွန်တော်တို့အတွက်ကစားစရာတစ်ခုလိုပါပဲဒါပေမဲ့အခုအသက်40ဝန်းကျင်ရောက်လာတဲ့အခါမှာတော့အခြေအနေတွေကရုပ်ချီးပြောင်းလဲသွားပါပြီအရင်ကလွယ်ကူခဲ့သမျှအရာအလုံးဟာအခုတော့တိုက်ပွဲတစ်ခုလိုခက်ခဲလာပါတယ် ကိုကိုကိုပြန်မေးကြည့်ပါအရင်ကထက်လဲလျှော့စားနေပါရဲ့ထမင်းကိုတဝက်လျှော့ရင်စီကျော်ရီဆိုရင်လဲရှောင်းလိုက်တာကြပါပြီလေ့ကျင့်ခန်းလုပ်ဖို့လဲအစွမ်းကုန်ကြိုးစားပါသေးတယ်ဒါပေမဲ့ထူးဆန်းတာကမန္တတိုင်းအိပ်ရာထားလို့မှန်နေကြည့်လိုက်ရင်ခါဆိုင်ကတလက်မမမလျော့သွားတဲ့အပြင်တနေ့ထက်တနေ့ပူရောင်တိုးလာသလိုမျိုးခန္ဓာကိုယ်ကပိုပြီးဖောရောင်လာသလိုမျိုးခံစားနေရသလားဒါဟာတင့်ရဲ့စိတ်ထဲမခိုင်ပါလို့မဟုတ်သလိုတင်ကြိုးစားမှုအားနည်းလို့လည်းမဟုတ်ပါဘူးတကက်တရားခံက ျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဇီဝကာမဖြစ်စဉ်ဒါမှမဟုတ် metabolism လို့ခေါ်တဲ့စွမ်းရည်လောင်ကျွမ်းတဲ့ဆက်ရည်ရကြီးက power saving mode ထဲကိုရောက်သွားလို့ပါဒါဟာအသက်ကြီးလာလို့ metabolism ကအလိုလျောက်ပျက်စီးသွားတာမဟုတ်ပါဘူးကျွန်တော်တို့သတိမထားမိရင်မာရင်ခန္ဓာကိုယ်ထဲကအစီလောင်ကျွမ်းပေးမဲ့အင်ဂျင်ဖြစ်တယ်ကြက်သားတွေယွံနေလာတာနဲ့ဟော်မုန်းစနစ်တွေအပြောင်းအလဲဖြစ်လာတာကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်က metabolic inflexibility ဖြစ်သွားတာပါဆိုလိုတာက စွမ်းအင်ကိုထုတ်ယူသုံးဆွဲပြီးလောင်ကျွမ်းဖို့ထက်ရသမျှစွမ်းအင်ကိုအစီအဖြစ်ပြောင်းလဲပြီးတူလောင်ဖို့ကိုပဲကျွန်တော်တို့ခန္ဓာကိုယ်ကပိုပြီးအာသန်သွားတာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ကိုအမြဲတမ်းပင်ပန်းနှွမ်းနေနေစေပြီးမဆဆဝလာစေတဲ့ metabolic trap ဇီဝကာမထောင်ချောက်တစ်ခုပါပဲ။သင်ကဒီအတိုင်းပဲအစားလျှော့တဲ့နီလန်းဟောင်းတွေနဲ့ဆက်သွားနေမယ်ဆိုရင်ဝိတ်ကျဖို့ကအလန့်ဝင်းနေအောင်ပါပါ။ဒါပေမဲ့သတင်းကောင်းတစ်ခု ရှိပါတယ်။ဒီဆက်ရန်နေရာကြီးကို power saving mode ကနေ high performance mode စီပြန်ပြောင်းလို့ရပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုအစီတူလောင်တဲ့စိုက်ရုံအဖြစ်ကနေအစီလောင်ကျွမ်းတဲ့စိုက်ရုံအဖြစ်ပြန်ပြောင်းလဲဖို့နည်းလမ်းတွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအိပ်ပျော်နေတဲ့ metabolism ကိုအမြင့်ကနေပြန်နှိုးပြီးတူလောင်ထားတဲ့အစီဟောင်းတွေကိုအဆက်မပြတ်လောင်ကျွမ်းစေမယ် metabolic switch ကိုဘလို့ပြန်ဖွင့်ရမလဲဆိုတာကိုတိကျတဲ့နည်းလမ်း၅ခုနဲ့ရှင်းပြပေးသွားပါမယ်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးရင် ကျွန်တော်တို့ခန္ဓာကိုယ်ကို အရင်ကထက်ပိုပြီးပေါ်ပါနှုပြူလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာအဖြေရသွားပါလိမ့်မယ်။နီလန်တစ်ကတော့ protein driven metabolism အသားဓာတ်ဖြင့်ဇီဝကာမဖြစ်စဉ်ကို ပြန်နှိုးခြင်းပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ရဲ့ပထမဆုံးနဲ့အခြေခံအကျဆုံးပြောင်းလဲမှုကြီးကိုစတင်ရအောင်။အဲ့ဒါကတော့ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့အာဟာရဗေဒထဲမှာ ပရိုတင်းရဲ့အခန်းကဏ္ဍကို အကြီးအကျယ်ပြန်လည်ဆန်းစစ်ဖို့ပါပဲဒီအချက်ဟာကျွန်တော်တို့ရဲ့ဝိကြခြင်းခီးစဉ်မှာအဓိကအပြောင်းလဲ game changer ဖြစ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်အလေးနက်သတိပေးခြင်းနဲ့စိတ်ပိုင်းဆိုင်ရာထောင်ချတစ်ခုရှိပါတယ်လူတော်တော်များများကဘိုက်ခေါက်ကလေးထွက်လာပြီးဝါလာပြီးလို့ခံစားရတာနဲ့ချက်ချင်းမလုပ်တလဲငါဒီနေ့ကစပြီးထမင်းလျှော်မယ်အသားတွေမစားတော့ဘူးအသီးရွက်တုပ်လေးတွေပဲစားတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ကြတာပါဒါဟာ အသက်20အရွယ်နှုပြော်စင်တုန်းကတော့အလုပ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့လိုအသက်40ကျော်50ဝန်းကျင်တွေအတွက်ကတော့ဒါဟာကျွန်တော်တို့ရဲ့ metabolism ကိုအားနည်းသွားစေတဲ့အဆိုးအဝါးဆုံးသောအမှားတစ်ခု ဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာအသက်30ကျော်ရာနဲ့အမျှ30ရာစုနှစ်တစ်ခုတိုင်းမှာကျွတ်သားတူတဲ့300ခန်းလုံးကနေ800ခန်းလုံးအထိအလိုလျောက်ဆုံးရှုံးလာလို့ပါပဲ။ဒါကို sarcopenia လို့ခေါ်ပါတယ်။အသက်ကြီးလာလို့ခြေလက်တွေက ွက်သားတွေပါသွားပြီးဇီဝကာမဖြစ်စဉ်နှိကွေးမှုကြောင့်ဝမ်ပိုက်မှာအစီလာစုကပိုက်ပူလာတာဖြစ်ပါတယ်။ဒါကိုဆေးပညာမှာ sarcopenic obesity လို့လည်းခေါ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကပရိုတင်းလုံလုံလောက်လောက်မစားဘဲနဲ့အစားအသောက်တွေကိုပဲ short ချလိုက်မယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကအရန်ကို ထိတ်လန့်စရာကောင်းတဲ့အလုပ်တစ်ခုကိုလုပ်ပါလိမ့်မယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဘိုက်ခေါက်ကအစီတွေကိုလောင်ကျွမ်းဖို့အစားအဖို့တန်လှတဲ့ ကျမရဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့ကြွက်သားတွေကိုပဲလောင်စာအဖြစ်အရင်ဆုံးထိုင်စားပြစ်လိုက်တာပါ။ရလက်ကဘာဖြစ်မလဲ။ကီလိုဂရမ်ကြည့်လိုက်ရင်တော့ဝိတ်ကခဏကျသွားသလိုရှိပါလိမ့်မယ်။ဒါပေမဲ့မှန်တဲ့ပြန်ကြည့်လိုက်ရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကပိုပြီးပျော့ဖက်ဖက်ကြီးဖြစ်လာမယ်။အသားအရည်တွေတွန့်လာမယ်။အာရုံကုန်ခန်းလာမယ်။အဆိုးဆုံးကတော့အစီလောင်ကျွမ်းပိမဲ့ဆက်ရန်နေရဖြစ်တဲ့ကြွက်သားတွေနေသွားတဲ့အတွက်ကျွန်တော်တို့ရဲ့ metabolism ဟာအရင်ကထက်ပိုပြီးနှေးကွေးသွားပါလိမ့်မယ်။ ီတော့ကျွန်တော်တို့အသုံးချရမယ့် raw element ကပါလဲအဲ့ဒါကတော့ TEF atomic effort of food လို့ခေါ်တဲ့အစားအသောက်တွေကိုခြေဖြတ်ရင်း calorie လောင်ကျွမ်းတဲ့ဖြစ်စဉ်ပါပဲကျွန်တော်တို့ခန္ဓာကိုယ်ကိုစွမ်းရင်သုံးစက်ရုံတယုံလို့မြင်ကြည့်ပါကျွန်တော်တို့ကထမင်းခေါက်ဆွဲသုံးမုတ်အချိုကာဘိုဟိုက်ဒရိတ်တွေကိုစားလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့စက်ရုံကအဲ့ဒါတွေကိုခြေဖြတ်ဖို့အတွက်စွမ်းရင်900ခန်းနှုန်းကနေ100ခန်းနှုန်းပဲသုံးဆွဲရပါတယ် အလုတ်လောက်ရတာအရန်တက်တာလုံးနဲ့အတွက်ကြံတဲ့စွန့်ရင်တွေကအစီအဖြစ်တူလောင်ဖို့လွယ်ကူသွားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအသားငါးဥပဲပရိုတိန်းအမျိုးအစားတွေကိုပြောင်းပြီးစားလိုက်တဲ့အခါမှာတော့အခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။ပရိုတိန်းဆိုတာခြေဖြတ်ရခက်ခဲတဲ့အရာဖြစ်တဲ့အတွက်သူ့ကိုအမိုင်းနိုအက်ဆစ်တွေအဖြစ်ဖြိုခွဲဖို့ကျွန်တော်တို့ခန္ဓာကိုယ်ဆက်ရုံကစွန့်ရင်20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိအပြင်းထန်သုံးဆွဲရပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ဟာပရိုတင်း100ကယ်လိုရီပိုးစားလိုက်တိုင်းမှာ30ကယ်လိုရီလောက်ကသူ့ကိုပြန်ချိဖြတ်ရင်းနဲ့တင် လောင်ကျွမ်းပျောက်ွယ်သွားတာပါဒါကို metabolic bonus လို့ခေါ်လို့ရပါတယ်ပရိုတင်းကိုပိုစားတာဟာသင်ခန္ဓာကိုယ်ရဲ့ကငြိမ်သက်နေတဲ့ metabolism ဆက်ရည်ရကြီးကိုဟေ့အလုတ်လုတ်ဆန်းဆိုပြီးအတင်းနှုတ်လိုက်တယ်လို့ဖြစ်သွားတာပါဒါရင်မကသေးပါဘူးပရိုတင်းဟာကျွန်တော်တို့ရဲ့ဗိုက်စာမှုကိုထိန်းချုပ်ပြီးတဲ့ PYY နဲ့ GLP-1 တို့လို့ ဟော်မုန်းတွေကိုမြှင့်တင်ပေးပြီးဗိုက်စားစေတဲ့ Ghrelin ဟော်မုန်းကိုလျှော့ချပေးပါတယ်။ဒါကြောင့် protein ကိုလုံလောက်အောင် စားထားရင် အချိုစားခြင်းစိတ် cravings ကိုအလိုလျောက်ထိန်းချုပ်ပြီးသားဖြစ်သွားမှာပါ။ဒါကြောင့်အသက်40ကျော်မှဝေးချခြင်းနဲ့ဆိုရင်ဘာကိုမစားရဘူးလဲဆိုတာထက်ဘယ်အရာကိုပိုစားရမလဲဆိုတာကပိုအရေးကြီးပါတယ်။အစားအသောက်တိုင်းမှာ protein ကိုပကံရဲ့၄ပုံပုံ၂ပုံလောက်အထိအဓိကထားပြီးစားသုံးတာဟာကျွန်တော်တို့ရဲ့ metabolic switch ကို ပြန်ဖွင့်ဖို့အတွက်ပထမဆုံးနဲ့အထူးအောက်ဆုံးသောခြေလှမ်းပဲဖြစ်ပါလိမ့်မယ်။အပိုင်းနှစ်ကတော့ strength training build your inner fitness ကြွတားဖြင့်ခန္ဓာကိုယ်ရင်းမိဖို့ကြီးများတိဆောက်ခြင်းဖြစ်ပါတယ်။ကဲဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဆွေးနွေးမှာကတော့လေ့ကျင့်ခန်းလုပ်နည်းကို ပြောင်းလဲဖြစ်ဖို့ပါပဲ။အသက်40ကျော်သူတွေအများဆုံးလုပ်လို့ရှိတဲ့အမှားတစ်ခုကတော့ငါဝိတ်ကျခြင်းနဲ့ဒါကြောင့်လမ်းလျှောက်မယ်ဒါမှမဟုတ်ပြေးမယ်ဆိုတော့ကာဒီယိုလေ့ကျင့်ခန်းတစ်ခုရဲ့အပေါ်မှာ ပုံအော်ပြီးအားကိုးလိုက်တာပါ ဟုတ်ပါတယ်လမ်းလျှောက်တာပြေးတာတွေဟာနှလုံးကျန်းမာရေးအတွက်အရန်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောနေတဲ့ metabolism ကိုပြန်နှိုးဖို့အတွက်ကြတော့ကာဒီယိုတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအဆီတွေကိုနေရောညပါ24နာရီပတ်လုံးလောင်ကျွမ်းပေးနေမယ်တန်မဏိမိဖို့ကြီးတွေရှိဖို့လိုပါတယ်အဲ့ဒီမိဖို့တွေကအခြားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကြက်သား muscle တွေပါပဲကျွန်တော်တို့အသက်40ကျော်လာတဲ့အခါမှာ တနစ်တာငင်ငင်လေးထိုင်နေတဲ့အချိန်မှာတော့လောင်ကျွမ်းတဲ့စွမ်းရင်နှုန်း BMR ကတိတိတသာထိုးကျသွားတတ်ပါတယ်။ဒါကိုပြန်မြင့်ဖို့ဆိုရင်ကြွက်သားကိုလှုံ့ဆော်တဲ့ resistant training ဒါမှမဟုတ် strength training ကို မဖြစ်မနေလုပ်ရပါတော့မယ်။လူတော်တော်များများက strength training လို့ပြောလိုက်ရင်ဂျင်းသွားပြီးအလေးတုံးကြီးတွေမရတော့မှလားဘလာကြီးတွေထွက်လာမှလားဆိုပြီးစိုးရိမ်တတ်ကြပါတယ်။အထူးသဖြင့်အမျိုးသမီးတွေဆိုရင်ပိုကြောက်တတ်ကြပါတယ်။တကယ်တော့ကြောက်စရာမလိုပါဘူး။ ျွန်တော်တို့အသက်40ကျော်မှလိုချင်တာကကာယဗလမောင်ကြီးတွေလိုဗလမျိုးတွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အရိုးစစ်တွေကိုထောက်ပံ့ပေးပြီးမက်တာဘောလစ်ဇင်ကိုမြှင့်တင်ပေးမယ်ချစ်လက်တဲ့ကြွက်သားလိန်းမာဆာရီကို လိုချင်တာပါဒီနေရာမှာတကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့သိပ္ပံနိကြအချက်ကိုပြောပြပါမယ်ကြွက်သားရှိခြင်းရဲ့တကယ်အစွမ်းကကျွန်တော်တို့ဘာမှမလုပ်ဘဲနားနေခြင်းမှာတော့အစီထက်ကယ်လိုရီကို အစာပေါင်းများစွာပိုပြီးလောင်ကျွမ်းစေတာပါဒါအပြင်ကြွက်သားတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲကတခြားတဲ့ဂလူကို့စ်တွေကိုစုပ်ယူပြီးတဲ့ရေမြုပ်ကြီးတွေလိုပါပဲကြွက်သားများလေးလေးကျွန်တော်တို့ရဲ့အင်ဆူလင်တုံ့ပြန်မှု insulin sensitivity ပိုကောင်းလေလေဖြစ်တဲ့အတွက်စားလိုက်တဲ့အစာတောက်တွေကိုအစီအဖြစ်မတူလောင်တော့ဘဲစွမ်းရည်အဖြစ်ပြောင်းလဲပြစ်ဖို့ပိုပြီးလွယ်ကူသွားပါလိမ့်မယ်ဒီအတွက်ကျွန်တော်တို့ဟာ gym တော့ဖို့တော့မလိုပါဘူးအိမ်မာရင်ရေသန့်မှုလေးတွေကင်ပြီးမှတော့နာရန်ကိုလက်ထောက်ပြီးတိုက်ထိုးတာဒါမှမဟုတ်ကလထိုင်တစ်လုံးကိုအသုံးပြုပြီး ထိုင်ထ squat လောက်တာမျိုးကနေစလို့ရပါတယ်နောက်ထပ်အားသာချက်တစ်ခုကတော့ after burn effort EPOC လို့ခေါ်တဲ့ဖြစ်စဉ်မှာ cardio လုပ်ရင်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာပဲအစီလောင်ပေမယ် strength training လုပ်ရင်တော့လေ့ကျင့်ခန်းပြီးသွားတဲ့နောက်ထပ်24နာရီကနေ48နာရီအထိကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပျက်စီးသွားတဲ့ကြွက်သားဆဲတွေကိုပြုပြင်ဖို့အတွက်ကယ်လိုရီကိုအဆက်မပြတ်လောင်ကျွမ်းနေရတာပါဒါကြောင့်ပဲကြွက်သားလေ့ကျင့်ခန်းလုပ်တဲ့သူဟာဘာမှမလုပ်ဘဲထိုင်နေတဲ့အချိန်မှာတော့ မက်တာဘောလစ်ဇင်ပုံမြန်နေရတာဖြစ်ပါတယ်။ဒါကြောင့်အသက်40ကျော်မှဝိတ်ကျခြင်းနဲ့ဆိုရင်ပြေးယုံမဲ့မပြေးပါနဲ့။ကျွန်တော်တို့ခန္ဓာကိုယ်ရဲကအစီလောင်စက်ယုံကြီးတွေကို ပြန်လည်တိဆောက်ပါ။ကြွက်သားရှိခြင်းဟာကျွန်တော်တို့ကိုပိန်စေယုံနေမကဘဲအသက်60 90ရောက်တဲ့အထိတန်တန်မာမာနဲ့လမ်းလျှောက်နိုင်အောင်ကာကွယ်ပေးမဲ့အသက်အာမခံတစ်ခုပဲဖြစ်ပါလိမ့်မယ်။အပိုင်းသုံးအနေနဲ့ The Invisible Fat Burner The Power of Need မမြင်ရသောအစီလောင်ကျွမ်းခြင်း၏စွမ်းအားကို ပြောပြခြင်းပါတယ်။ဒီတတိယအချက်ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဖြစ်သလိုအသက်40ကျော်ရဲ့အတွက်အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးရှဝလက်နက်တစ်ခုအကြောင်းပြောပြခြင်းပါတယ်။အဲ့ဒါကတော့ NEAT Non Exercise Activity Thermogenesis လို့ခေါ်တဲ့လေ့ကျင့်ခန်းမဟုတ်သောနေ့စဉ်လှုပ်ရှားမှုများပဲဖြစ်ပါတယ်။ကျွန်တော်တို့တွေကအများစုဟာအသက်40ကျော်လာတဲ့အခါအလုပ်တာဝန်တွေမိသားစုတာဝန်တွေနဲ့ တနစ်တာရဲ့အချိန်အများစုကိုထိုင်ပြီးတော့ပဲကုံဆုံးကြပါရယ်မနက်စာစားရင်ထိုင်နေရုံးသွားဖို့ကားမောင်းရင်ထိုင်နေရုံးရောက်ရင်ကွန်ပျူတာရှေ့မှာ၈နာရီလောက်ထိုင်နေအိမ်ပြန်ရောက်ရင်ဆိုဖာပေါ်မှာထိုင်ပြီးနားကြပါရယ်ဒီနေရာမှာလူတော်တော်များများဟာအလွန်ကြောက်စရာကောင်းတဲ့ကျမကြီးထောင်ချောက်တစ်ခုတည်းကိုရောက်နေကြပါရယ်အဲ့ဒါကတော့ငါဒီနေ့ဂျင်းမှာတနာရီလောက်ချွေးထက်အောင်ဆော့လိုက်ပြီးပဲငါရဲ့တာဝန်ခြေပြုံသွားပြီဆိုပြီးကျန်တဲ့23နာရီလုံးကို စိတ်ချလက်ချထိုင်ပြီးကုံဆုံးလိုက်တာပါဒါကို active sedentary လို့ခေါ်ပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့အံ့ဩစရာကောင်းလောက်အောင်တုံ့လုပ်ဖို့ကောင်းပါတယ်ကျွန်တော်တို့ကကြံတဲ့23နာရီလုံးမှာငင်ငိမ့်လေးထိုင်နေရဆိုရင်အဲ့ဒီဂျင်မှာအပင်ပန်းခံဆော့လိုက်တဲ့တနာရီရဲ့အကျိုးကျေးဇူးဟာတိတိတသာရောပါသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အကြာကြီးထိုင်နေလိုက်တဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်က metabolism ဆက်ရန်ရာကြီးကို power saving mode ထဲထည့်လိုက်လို့ပါပဲ ဒါဆို need ဆိုတော့တကယ်တော့ပါလေအဲ့ဒါကတော့ကျွန်တော်တို့တကူတကအားကစားဝတ်ဆောင်ဝတ်ပြီးလေ့ကျင့်ခန်းလုပ်နေတာမဟုတ်ဘဲနဲ့တနေကုန်လှုပ်ရှားနေတဲ့အသေးမွားအရာအလုံးကိုဆိုလိုတာပါဥပမာပေးရရင်ဖုန်းပြောတဲ့အခါထိုင်မပြောဘဲမတ်တရက်ပြီးလမ်းလျှောက်နေတာမျိုးဈေးဝယ်သွားတဲ့အခါကားကိုဆိုင်တဲ့အဝေးဆုံးမှာရပ်ခဲ့ပြီးလမ်းလျှောက်သွားတာမျိုးတက်လေကားကိုစောင့်နေမဲ့အစားလေကားကိုအသုံးပြုတာမျိုး အလုပ်လုပ်ရင်းအကျောဆက်နာ သို့မဟုတ်မကြာခဏထားရတာမျိုးတွေပါပဲဒီအသေးအမွှားလှုပ်ရှားမှုလေးတွေကဘာဖြစ်လို့ဒီလောက်တောင်အစွမ်းထက်နေရတာလဲကျွန်တော်တို့အကြာကြီးထိုင်နေလိုက်တဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစီလောင်ကျွမ်းပေးတဲ့အဓိကအန်ဇိုင်းတစ်ခုဖြစ်တဲ့ lipoprotein lipase LPL ထုတ်လွှတ်မှုဟာအကြီးအကျယ်ထိုးကျသွားပါတယ်။သိပ္ပံနည်းကြလေ့လာမှုတွေအရထိုင်နေတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစီလောင်ကျွမ်းမှုဟာ90ရာခိုင်နှုန်းအထိရပ်ဆိုင်းသွားနိုင်ပါတယ်။ ဆိုလိုတာကကျွန်တော်တို့ထိုင်နေတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကအစီတွေကိုမိပိတ်ထားသလိုတင်းစီထားလိုက်တာပါသူတည်တနာရဲ့အရာ နေ့တစ်ခုကောင်းကောင်းအသုံးချတဲ့သူဆိုလိုတာကတနေ့ကုန်လှလှရှားရှားနေတဲ့သူတယောက်ဟာတနေ့ကိုကယ်လိုရီ900ကနေ800အထိပိုပြီးလောင်ကျွမ်းနိုင်ပါတယ်ဒါကိုမြင်အောင်ဥပမာပေးရရင်ဂျင်မာတနာရီကြာအောင်ပြင်းပြင်းထန်ထန်ပြေးမှလောင်ကျွမ်းနိုင်တဲ့ကယ်လိုရီပမာဏအရေးအတွက်နဲ့အတူတူပါပဲအသက်40ကျော်မှာ ကျွန်တော်တို့ရဲ့ metabolism switch ကိုတနေ့ကုန် on ထားခြင်းရင်အကြကြီးမထိုင်ပါနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာလှုပ်ရှားဖို့အတွက်ဒီဇိုင်းထုတ်ထားတာပါ အလုပ်လုပ်ရင်းနဲ့လည်း45မိနစ်တစ်ခါလောက်သတိပေးချက်အလံပေးပြီးထရက်ပါ အကျောဆက်မီးပါ TV ကြည့်နေရင်တောင်ကြော်ညာလာတဲ့အချိန်မှာထရက်ပြီးလမ်းလျှောက်တာမျိုးကကျွန်တော်တို့ရဲ့ metabolism ကိုချက်ချင်းပြန်နှိုးပေးပါတယ်ဒီလိုခြေလမ်းလေးတွေတနေ့ကုန်စွမိသွားတဲ့အခါမှာတော့တင့်ရဲ့ဘိုက်ခေါက်ကအစီတွေဟာ ်သင်ကိုယ်တိုင်တောင်သတိမထားမိခင်မှာရင်တဖြည်းဖြည်းမီးလောင်ကျွမ်းသလိုပျောက်ကွယ်သွားပါလိမ့်မယ်။ဒါကြောင့်လေ့ကျင့်ခန်းလောက်တာထက်မထိုင်မဲနေတာကသင်မက်တာဘိုလစင်အတွက်ပိုပြီးအရေးကြီးရယ်ဆိုတာကိုအမြဲသတိရပေးပါ။နီလန်လေး Time your 18 Gentle intermittent fasting အစာစားချိန်ကို စနစ်တကျသတ်မှတ်ခြင်း။နောက်ထပ်အရေးကြီးရယ်ရိုးဝါချက်တစ်ခုကတော့ကျွန်တော်တို့ဘာစားလဲဆိုတာနဲ့မဟုတ်ဘဲဘယ်အချိန်မှစားလဲဆိုတာပါပဲ။ အသက်40ကျော်လာတဲ့အခါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာအင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းကိုတုံ့ပြန်မှုနှိပ်ကွေးလာပါတယ်။ဒါကိုအင်ဆူလင်ရက်စစ်စတန့်လို့ခေါ်ပြီးဒါဟာကျွန်တော်တို့ရဲ့ဘက်ခောက်ကိုဘလို့မှလျှော့မရအောင်ပိတ်ဆို့ထားတဲ့အဓိကတရားခံပါပဲ။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့သဘာဝကအင်ဆူလင်တက်နေတဲ့အချိန်မှာအဆီကိုဘယ်တော့မှမလောင်ကျွမ်းပါဘူး။ကျွန်တော်တို့ကတနေ့ကုန်တစ်ချိန်လုံးတစ်ခုခု စားနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့အင်ဆူလင်ကအမြဲတမ်းမြင့်နေပြီးအဆီလောင်ကျွမ်းတဲ့တကားကြီးကို ောက်ခတ်ထားသလိုဖြစ်နေပါပါဒါကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ဟာအစွန်းရောက်တဲ့ first team တွေတနေ့လုံးဘာမှမစားဘဲအငတ်ခန္ဓာမျိုးတွေလုပ်ဖို့မလိုပါဘူးအသက်40ကျော်ရည်နဲ့အကန့်ညီဆုံးဖြစ်တဲ့ gentle intermittent fasting နည်းလမ်းကိုသုံးရပါမယ်ဒီနည်းလမ်းကအရန်ရိုးရှင်းပါတယ်တနေ့ကို12နာရီကနေ14နာရီလောက်အစာမစားဘဲနေပေးရုံပါပဲဥပမာ ကျွန်တော်တို့ကညစာကိုည9နာရီမှအပြီးစမယ်ဆိုရင် နောက်တနေ့မနက်စာကို မနက်9နာရီလောက်မှပြန်စားတာမျိုးပါဒါကို circadian fasting လို့လည်းခေါ်ပါတယ်ဒီလိုလုံးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုအစာခြေဖြတ်ရတဲ့အလုပ်ကနေခਿੱတအနာပြေးလိုက်တယ်လို့ဖြစ်သွားပြီးကျွန်တော်တို့ရဲ့ insulin ပမာဏကိုအနည်းဆုံးအဆင့်ထိထိုးချသွားစေပါတယ် insulin ကျသွားပြီဆိုတာနဲ့ကျွန်တော်တို့ခန္ဓာကိုယ်က metabolic switch ကိုဖွင့်လိုက်ပြီးတူလောင်ထားတဲ့ဗိုက်ခေါက်တဲကအစီအရေကိုထုတ်ယူကလောင်စာအဖြစ်စတင်အသုံးပြုပါတော့တယ် ဒါပေမဲ့အသက်40ကျော်မှာသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ဆက်ရထက်တန်လွန်းလို့ဆိုပြီးအစပိုင်းမှာရင်18နာရီနာရီ20လောက်အကြာကြီးအငတ်ခန္ဓာမျိုးဒါမှမဟုတ်ဘိုက်ထဲမှာဘာမှမရှိဘဲနဲ့အပြင်းအထန်လေ့ကျင့်ခန်းလုပ်တာမျိုးကိုတော့ရှောင်ကြဉ်ပါ။ဘာကြောင့်လဲဆိုတော့အသက်40ကျော်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကစိတ်ဖိစီးမှုကိုပိုပြီးတုံ့ပြန်လွယ်လို့ပါ။အစွန်းရောင်လုံးတဲ့ fasting ဟာ cortisol လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းကိုတက်လာစေပြီး မက်တာဘောလစ်ကိုပြောင်းပြန်နှိကွေးသွားစေနိုင်ပါတယ်။ဒီတော့ညစာကိုစောစောစားပါပြီးတော့ညဘက်အစာပြေမှုစားတဲ့အကျင့်ကိုဖြတ်လိုက်ပါ။ဒါဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအဆီတိုလောင်နဲ့ဆက်ယုံဖြစ်ကနေအဆီလောင်ကျွမ်းနဲ့ဆက်ယုံဖြစ်ပြောင်းလဲပေးမယ်အလွယ်ကူဆုံးသောမက်တာဘောလစ်ဟတ်တစ်ခုပါပဲ။နောက်ဆုံးချက်ကတော့ကျွန်တော်တို့အသက်40ကျော်ရီအလုံးလစ်လူရှူထားတတ်တဲ့ဒါပေမဲ့မက်တာဘောလစ်အတွက်အရေးကြီးဆုံးဖြစ်တဲ့အိပ်စက်ခြင်းအကြောင်းပါပဲ။ လူတော်တော်များများကငါဝိတ်ကြခြင်းနဲ့ဒါကြောင့်အစားလျှော့မယ်အပြင်းထန်ခြင်းဆော့မယ်လို့ပဲအသွန်ခွန်ဆိုင်ကြိုးစားကြပေမယ့်ငါအေးရေးဝအောင်အိပ်မယ်ဆိုတဲ့အချက်ကိုတော့ကျမရဲ့အတွက်အရေးပါတယ်လို့မထင်ကြပါဘူးတကယ်တော့အသက်40ကျော်မှအေးအေးပြတ်တာဟာကျွန်တော်ရဲ့ metabolism ကိုလေဘင်းညင်တက်ပြတ်တာနဲ့အတူတူပါပဲကျွန်တော်တို့ဂျင်မာဘလောက်ပဲအပင်ပန်းခံဆော့ဆော့အစားတွေဘလောက်ပဲလျှော့ဆားဆားတညကိုအိတ်ချိန်9နာရီအောက်ပဲရှိနေမယ်ဆိုရင်ကျွန်တော်ရဲ့စူးစမ်းမှုတွေဟာအလောအသတ်ဖြစ်သွားနိုင်ပါတယ် ဒါဟာဘာကြောင့်လဲဆိုတာကိုသိပ္ပံနည်းကြရှင်းပြပါရစေ။ကျွန်တော်တို့အရင်မဝတဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကော်တဆောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေတဟုန်တိုးတက်လာပါတယ်။ဒီကော်တဆောဟော်မုန်းကကျွန်တော်တို့အုန်းနောက်ကိုဘလို့အချက်ပေးသလဲဆိုတော့အခုခန္ဓာကိုယ်ကအရေးပေါ်အခြေအနေ ရောက်နေပြီ။စွမ်းရည်တွေကိုမသုံးပါနဲ့ရသမျှအစာတွေကို အစီအဖြစ်ပြောင်းပြီးဘိုက်ခောက်ထဲမှာအများဆုံးတူလောင်ထားပါဆိုပြီးခိုင်းစီလိုက်ပါတယ်။ဒါဟာရှေးဦးလူသားတွေ တောရဲတောင်ထဲမှာအစာရေစာရှားပါတဲ့ဒဏ်ကနေအသက်ရှင်အောင်ခန္ဓာကိုယ်ကအလိုလျောက်တုန်ပြန်တဲ့စနစ်ဖြစ်ပေမဲ့အခုခေတ်မှာတော့ဒါဟာကျွန်တော်တို့ဘိုက်ကိုပူပူလာစေပြီးအစီလောင်ကျွမ်းမှုကိုပိတ်ပစ်လိုက်တဲ့အဓိကတရားခံဖြစ်နေပါတယ်။ဒါရင်မကသေးပါဘူး။အရေးပြတဲ့အခါကျွန်တော်တို့ရဲ့စာလောင်မှုကိုထိန်းချုပ်တဲ့ဟော်မုန်းနှစ်ခုလုံးဝကမောက်ကမဖြစ်သွားပါတယ်။ဘိုက်စာစီတဲ့ Ghrelin ဟော်မုန်းကတဟုန်လို့တက်လာပါတယ်။ဘိုက်ပြည့်ပြီလို့အချက်ပေးတဲ့ Leptin ဟော်မုန်းကထိုးကျသွားပါတယ်။ ဒါကြောင့်ပဲကျွန်တော်တို့အရေးပြတဲ့နောက်တနေ့မှာဘလောက်ဆဆဘိုင်းမောရတယ်လို့ခန်းစားရတာဖြစ်ပြီး အထူးသဖြင့်ကိမ့်မုံတွေအချိုတွေအစီအစိမ့်တွေကိုမှတန်တန်တတစားကျင်လာရတာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့စိတ်ဓာတ်မခိုင်ပါလို့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဟော်မုန်းတွေကကျွန်တော်တို့ကိုအမိန်ပေးနေလို့ပါ။ကျွန်တော်တို့ကအစားအသောက်ကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့အတွင်းမှန်ကဟော်မုန်းစနစ်ကကျွန်တော်တို့ကိုစန့်ကျင်တိုက်ခိုက်နေတာပါ။ဒါအပြင်ကျွန်တော်တို့အသက်၄၀ကျော်မှာ တာဘောလစင်အတွက်မရှိမဖြစ်လိုအပ်တဲ့ growth hormone ထုတ်လုပ်မှုကလည်းအိတ်ဆက်နေတဲ့ deep sleep အချိန်မှပဲအဓိက ဖြစ်ပေါ်တာပါဒီ hormone ကကြွက်သားတွေကိုပြန်လည်တိဆောက်ပေးပြီးအဆီတွေကို လောင်ကျွမ်းပေးတာပါကျွန်တော်တို့အရေးပြတ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့အဆီလောင်စက်ယုံကြီးကိုလောင်စာဖြတ်တောက်လိုက်တယ်လို့ပါပဲဒီတော့ကျွန်တော်တို့မလုပ်ရမလဲတညကို9နာရီကနေ10နာရီအထိအရေအသွေးရှိရှိအိတ်ဆက်တာဟာကျွန်တော်တို့ရဲ့ hormone စနစ်ကို reset လုပ်ပေးလိုက်တာပါပဲ။ အိပ်ပျော်နေတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကပျက်စီးသွားတဲ့ဆဲတွေကို ပြုပြင်ပေးတယ်၊ကြွက်သားတွေကို ပြန်လည်တိဆောက်ပေးသလိုအစီလောင်ကျွမ်းနှုတ်ကိုလည်းပုံမှန်ပြန်ဖြစ်အောင်ညှိပေးပါတယ်။အသက်40ကျော်မှကျွန်တော်တို့ရဲ့ metabolic switch ကိုအမြဲတမ်းပွင့်နေစေခြင်းရင်အိပ်ဆက်ခြင်းကိုအပန်းဖြေမှုတစ်ခုလိုမမြင်ပဲကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဆေးတစ်ခွက်လိုမြင်ပြီးအလေးထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အိပ်နေတဲ့အချိန်မှာတော့ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်တို့အတွက်အစီအရေကိုလောင်ကျွမ်းပေးနေနိုင်ပါတယ်။ အေးဝါဖို့သာအခွင့်ရေးပေးလိုက်ပါအိဆက်ချင်းဟာအချိန်ဖြုန်းတာမဟုတ်ပဲတင့်ခန္ဓာကိုယ်ကိုနောက်တနေ့အတွက်အစီလောင်ကျွမ်းဖို့အားရင်ပြန်ဖြည့်ပေးတဲ့အရေးကြီးဆုံးလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြသွားတဲ့အချက်၅ချက်ကို ပြန်ပြီးအနှစ်ချုပ်ကြည့်ရအောင်နံပါတ်1ပရိုတိန်းပိုစားပါကျွန်တော်တို့ရဲ့အဖို့တန်ကြွက်သားတွေကိုထိမ့်သိမ့်ဖို့နဲ့အစာခြေဖြတ်ရင်းတဲ့တွင်အလိုလျောက်ကယ်လိုရီတွေလောင်ကျွမ်းစေမဲ့ TEF အကျိုးကျေးဇူးကိုရယူဖို့ပါ နံပါတ်1ကြွက်သားတွေကိုလှုံ့ဆော်ပါ strength training ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစီတွေကို24နာရီပတ်လုံးလောင်ကျွမ်းပေးမယ်တံပိနစ်မိဖို့ကြီးတွေကို ပြန်လည်တိဆောက်ပြီး insulin တုံ့ပြန်မှုကောင်းမွန်စေဖို့ပါနံပါတ်3 need ကိုအသုံးချပါအကြာကြီးထိုင်မနေပဲမမြင်ရတဲ့လှုပ်ရှားမှုလေးတွေနဲ့တစ်နှစ်တာလုံးကျွန်တော်တို့ရဲ့အစီလောင်ကျွမ်းတဲ့ enzyme တွေကို on ထားဖို့ပါနံပါတ်4တက်တောင့်တက်တာအချိန်ပိုင်းအစာရှောင်ခြင်း Gentle Intermittent Fasting ကိုပြုလုပ်ပါကျွန်တော်တို့ရဲ့အင်ဆူလင်ပမာဏကိုလျှော့ချပြီးခန္ဓာကိုယ်ကတူလောင်ထားတဲ့ဗိုက်ခေါက်အစီအရေကိုဓာတ်ရိုက်ထုတ်ယူလောင်ကျောင်းခွင့်ပေးဖို့ပါနံပါတ်5အေးရေးဝဝအိပ်ပါကျွန်တော်တို့ရဲ့စာလောင်မှုဟော်မုန်းတွေကိုပြန်ညှိပြီးခန္ဓာကိုယ်ကိုအစီလောင်ကျွမ်းဖို့အတွက် အကောင်းဆုံး reboot လုပ်ပေးဖို့ဖြစ်ပါတယ်ဒီအချက်၅ချက်ဟာတီးကြစီမဟုတ်ပါဘူးတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ metabolic web တစ်ခုလိုပါပဲဒါတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာ အလေးချိန်လေးတွေအဖြစ်စတင်ပေါင်းစပ်လိုက်မယ်ဆိုရင်တပတ်အတွင်းမှာတွင်ကျွန်တော်တို့ရဲ့အားရင်တွေတိတိတသာပြန်ပြေးလာပြီးခန္ဓာကိုယ်ကပေါ်ပါလာတာကိုအံ့ဩစရာကောင်းလောက်အောင် မြင်တွေ့ရပါလိမ့်မယ်အသက်40ကျော်မှကျန်းမာရေးဆိုတာကံတရားမဟုတ်ပါဘူးကျွန်တော်တို့ရွေးချယ်တဲ့နေထိုင်မှုပုံစံ lifestyle သာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကျန်းမာရေးကိုဒီနေ့ကစပြီးပြန်လည်ပုံဖော်လိုက်ပါဒီဗီဒီယိုကတဲ့အတွက်တကယ်ပဲအကျိုးရှိရဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့အောင်တဲ့ရဲ့တငယ်ချင်းတွေ ချစ်ခင်ရသူတွေထဲမှာလည်းအသက်40ကျော်လာလို့ဝိတ်ကြဖို့ခက်ခဲနေသူတွေရှိရဆိုရင်တို့ကိုပါဒီဗီဒီယိုလေး share ပေးလိုက်ပါဒါဟာတို့ဘဝအတွက်တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုဖြစ်လာနိုင်ပါတယ်နောက်ထပ်အသက်40ကျော်ကျန်းမာရေးရုပ်ဝတ်ချက်တွေနဲ့သိပ္ပံနည်းကြနီးလန်းတွေကိုအမြဲသိခွင့်ရနိုင်ဖို့ Heartrise 40 Plus ကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲပုံမှန်နှုတ်ပြောကျမ်းပါပြီးပျော်ရွှင်တဲ့ဘဝတစ်ကိုပိုင်ဆိုင်နိုင်ကြပါစေဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်